အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့ season ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေညံကနေပြီးတော့စုမုံကောင်တောင်းပီးလိုက်ပါတယ်ပေါ့နော်။အဲ့တော့ဒါကျွန်တော်တို့ဒီနေ့မှာတော့ဒါကျွန်တော်တို့လက်ရှိမှာတုံတောင်လူတွေလည်းမပြောပြဘူး။ဒါကျွန်တော်သိလားကိုချမ်းမဲ့ဒီဟာကိုပြောပြမယ်တယ်။ကိုချမ်းလည်းဒါကျွန်တော်တို့ကျွန်တော်ကိုချမ်းဗီဒီယိုကြည့်မယ်ကျွန်တော်မတွေ့ဘူး။ဒါပေမဲ့ကိုချမ်းတော့ပြောပြမယ်တယ်။ကိုချမ်းကဒါတင်းစုံနေဆိုတော့ဒါပြောပြမယ်တယ်။ဒါပေမဲ့ကျွန်တော်ခင်ဗျားတို့နည်းနည်းလေးရှင်းပြချင်တာရှိတယ်။လက်ရှိမှာဒါကျွန်တော်တို့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေတစ်ခုဖြစ်နေတယ်ပေါ့နော်။အဲ့တော့ တိကျအတိုင်းပဲအခုလက်ရှိဒါမနစ်ကတကယ်ကို season မှာ wonder season depth season တစ်ခုဖြစ်ခဲ့တာက crystal palace အတင်းပေါ့နော် crystal palace အနေနဲ့ဒီနေရာမှာဒါကျွန်တော်တို့ fa play ရသွားတယ်ထိုက်ထိုက်တနံပဲဒါကြောင့် Crystal Palace အနေနဲ့ဒါကြောင့် Manchester City အသင်းကို easy ရဲ့ twin goal အနေနဲ့အတူဒါကျွန်တော်အနိုင်ရသွားခဲ့ပြီသူ့အနေနဲ့ဒါကျွန်တော်တို့သူတို့ဥရောပဝင်ဝင်ရပါတယ် Oliver Glasner ရဲ့ Europa League adventure ကလုံးဝ away ပေါ့နော်ဒါပေမဲ့ ဒါကြီးကထင်တယ်လို့မဖြစ်နေဘူးထင်တော့လည်းလွယ်ကူမနေဘူးကျိုးနာပေါ်တယ်ပဲသူရဲ့ဟိုယူရိုပါလိဂ်ဂရီးဆိုရင်ပြောတော့မှာဒါပေမဲ့ထိုးရနိုင်ဒီလိုမျိုးတာကျွန်တော်တခုခုပျော်စရာကောင်းပြီဆိုရင်ဒါကျွန်တော်တို့ဟိုကျွန်တော်ငယ်တော့ကလေးပဲဗျာကျွန်တော်တို့ဒါចောင်းတွင်းအចောင်းထဲမှာပြောင်းနေပြီဆိုရင်ចောင်းဆရာမကြီးဒါမျိုးចောင်းဆရာမကြီးကကိုဒီအပျော်အမြဲတမ်းတနည်းမို့တနည်းနောက်ရှာတယ်မသိဘူးကိုဒီကိုမပျော်စီခြင်းလို့ចောင်းဖွင့်ထားတယ်လို့ပဲအဲ့လိုပုံစံမျိုးပဲပေါ့နော်ဒီတိုင်းမှာဒါကျွန်တော်လက်ရှိမှာ Premier League Governing Body တို့ဒါကျွန်တော် UEFA တို့ AI fever နဲ့တော့မဆိုင်အောင်အဓိက UEFA ပေါ့နော်အဲ့တော့ UEFA ကအခုလက်ရှိမှာဒါကျွန်တော် Crystal Palace အသင်းကိုဒါကျွန်တော်တို့ Europa League Champion ခွင့်ကနေပြီးတော့ပိတ်ပင်နိုင်နေဆိုတဲ့ကိစ္စကပထမတော့ဒါကောလာဟာလာအစင်ကရင်တော်တော်လေးကိုကြီးပွားလာကြီးမားလာတတော်တော်ကြီးကိုကြီးမားလာဘယ်လောက်ဒီကြီးမားလာဆိုတော့တကယ်ကိုပိတ်ပင်နိုင်မဲ့အစင်တစ်ခုကိုဖြစ်နေတယ်အဲ့လောက်ဒီကိုဒါတော်တော်လေးကိုချင်းအဲ့တော့တိကျတယ်မဲ့ဒါကျွန်တော် Europa League စောကွင်းကသူတို့အနေနဲ့ဒါကျွန်တော် FA ဖလားကိုရပြီးဝင်သွားခဲ့တယ်ဖြစ်တယ်သူတို့အနေနဲ့ဒါထားလိုက်တယ်တယ်ဝင်သွားရဲဆိုပြီး Christian Bailey's ဘက်ကဒါနဲ့ဒနာကိုလုတ်တယ်ဒါဘာကြောင့်လဲဘာကြောင့်လဲဆိုတဲ့ဥစ္စာကအပြေကရှင်းရှင်းလေးပဲကျွန်တော်တို့ Marty Marty Club Ownership Conflict Marty Club Ownership Conflict ဆိုတာကဒါကျွန်တော်တို့အသင်းတစ်သင်းမှာခမရ Share ဟုတ်ပြီပေါ့ Share ခမအမလက်ရှိမှာခမက ကကြီးအသင်းမှာခင်ဗျား share ရပါတယ်ကျွန်တော်သိတော့ share အဲ့ခုလက်ရှိဖတ်ရတာအဲ့ Siemens ကဖတ်ရတော့ကအဲ့ share ကဘလောက်ပဲနေနေဘလောက်ပဲနေများများဟိုမှာခင်ဗျားအဲ့ company မှာဒါခင်ဗျား share နှစ်ပိုင်း200ခိုင်နှုန်းပဲပါတယ်ကကြီးမှာအဲ့တော့ခုနပြောလို့ခင်ဗျားဘလုံးသိကကြီးမှာ share ပြင်းလို့ဆိုပြီး200ခိုင်နှုန်းဝယ်လိုက်တယ်ဥမာပြ Ashran လို့လို့ကောင်းမျိုး Iswitch ပုံစံမျိုးကိုသူကဒါသူ့ရဲ့ငွေမွေးချက်မောက်ကလပ်မှလို့သူကဒါကျွန်တော်တို့တစ်ခုပေးပြီးဝယ်လိုက်တယ် ဲ့ဒီချိန်မှာပဲ तू ကနောက်ထပ်ပြင်းလို့ဆိုပြီးတော့သူ့တကယ်ချင်းတော့ဟေ့ငါကုမ္ပဏီမှာဟိုငါရဲ့ဘောလုံးကလပ်မှာ share လာထည့်ပါအောင်ဆိုပြီးခါခွေးဘောလုံးကလပ်ကနေပြီးသူ့ကို share ထည့်ခိုင်းတယ်အဲ့တော့ကာကြီးနဲ့ခါခွေးရုတ်ရက်ချင်းတော့ဒါအဝေးကြီးပဲခါခွေးကဒါသူ့ဘာသူသူ့ဘာသူအီတလီမှာဆော့တဲ့ဘောလုံးကလပ်ကာကြီးကသူ့မနာပါဆိုပဲဒါကျွန်တော်တို့အင်္ဂလန်မှာဆော့ရကောဒါပေမဲ့မထင်မှတ်ပဲနဲ့ကာကြီးနဲ့ခါခွေးကနှစ်သိန်းလုံးပြာယူရိုပါလိဝင်သွားတယ် အဲ့ဒီချိန်မှာပြဿနာတက်တာပဲအဲ UEFA ရဲ့အဓိကစီမင်းစီကံဘာလဲဆိုတော့ဒီနှစ်သင်းသာသူတို့ Europa League မှာတွေ့ကြမယ်ဆိုရင်လုတ်ပွဲကစားမှာဆိုတဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ conflict of interest ဆိုတဲ့ကျွန်တော်တို့ဘောင်ထဲမှာသူတို့ကအဲ့စာမျက်နှာကြီးကိုထည့်ထားတယ်အဓိကခုနပြောသူပဲဒါကျွန်တော်တို့ခမရခမရ share ဘလောက် percent ပတ်ပိုင်းကာကြီးနဲ့ခါခွေးမှာခမရ share ပါတယ်ဆိုရင်ခမရပါတယ်ဆိုရင်အဲ့အသင်းနှစ်သင်းလုံးကပြိုင်ပွဲတစ်ခုတည်းမှာရှင်ပြိုင်လို့မရဘူးဆိုတဲ့ပုံစံမျိုး အဲ့ဒါကပြဿနာကြီးမှာ sorry club တွေအနေနဲ့ပြန်တွေ့ကျင်တအားကြီးရတယ်။ဘာကြောင့်လဲ sorry club ကခုလက်ရှိ take the club တုံးဖြစ်တဲ့ Alnasia LET head on a hill ဆိုတဲ့ club တုံးကိုလက်ရှိမှာ Newcastle တတိဖြစ်တယ်ဒါကျွန်တော် PIF ကပိုင်တယ်။အဲ့လိုမျိုးပြန်တွေ့ကြည့်ဆိုတာကျွန်တော်သူများနိုင်ငံမှာဒါတအားကြီးဒါပေမဲ့ကျွန်တော်ဥရောပကြတာကျွန်တော်ပို့ပြီးတော့ခန်းထားတဲ့ league ပေါ့နော်ဒါကျွန်တော်လုပ်ပွဲတွေမဖြစ်အောင်ဒါကျွန်တော်တို့ကာကွယ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့တို့နဲ့ဒီစီမင်းစီကလာတယ်။ဒါတို့ကြည့်တော့ဒါပြန်ကြည့်မယ်ဆိုရင် UEFA ဘက်ကကြည့်မယ်ဆိုလဲ fair ဖြစ်ပါတယ်ဟုတ်တယ်ခုနကအကဲခုနကပို့လို့ပဲလက်ရှိမှာကာကြီးနဲ့ကာကွယ် club နှစ်ခုတွေ့ပြီး အဲ့ club နှစ်ခုတွေ့ပြီဆိုရင်အဲ့လုတ်ပွဲမလုတ်ဘူးလို့ခင်ဗျာဘယ်လိုဘယ်လိုပြောနိုင်လဲလုတ်ပွဲလုတ်ပြီးတော့ပတ်စံရှာသွားနိုင်အဲ့တော့ UEFA ဘက်ကကြည့်လဲကျွန်တော်တတော်တော်ဒါဘောလုံး governing body ကိုသိပြီးပြောတယ်ဒါပေမဲ့ဒီခေါက်သူတို့ကမှန်းနေဒါပေမဲ့ဒီတစ်ခေါက်ကကြာတော့ဘယ်လိုဖြစ်သွားလဲကျွန်တော်ခင်ဗျားနည်းနည်းရှင်းပြမယ် Crystal Palace မှာ American တထေးတယောက်ဖြစ်တဲ့ John ဘာကျွန်တော် John Dexter ဟုတ်တယ်ရှင်ဟုတ်တယ် John Dexter ဆိုတဲ့ကျွန်တော်တို့ American တထေးရှိရဲ့အဲ့တထေးကကျွန်တော်တီးတလောက်ကိုပြောပါဆိုရင်တော့ Crystal Palace မှာ share ရတာကျွန်တော်တီးတလောက်30ရာခိုင်နှုန်းပိုင်တယ်လို့သိရတယ်မှာပါတယ်ဒါပေမဲ့သူ့ရဲ့ပြဿနာကသူကကျွန်တော်ခုနပြောလိုပဲကျွန်တော်ကဘောစီပုံစံမျိုးခုနကာကြီးခောက်ခွေးကျွန်တော်ပတ်စံနေအရင်များတယ်နိုင်ငံခြားတထေးတွေဒါကျွန်တော်တို့ကမ္ဘာပေါ်ကတထေးတွေတော်တော်များပတ်စံရှိပါလို့လေအားတွေတို့ရဲ့ငွေကို တို့အနေနဲ့ငွေပုံစံမျိုးမပဲတို့က flow state မြဲနေထားတယ်ဒါကျွန်တော်တို့ business 101ပေါ့တော့မှပတ်စံဆောက်ရမ်းရှိတဲ့တတိယသူ့ရဲ့ငွေကိုသူအမြဲတမ်းခိုင်းစားနေတာသူ့ရဲ့ငွေဒီတိုင်းငွေတို့ထိုင်မခိုင်းအဲ့တော့ခုနကပြောလို့ခင်ဗျတို့အနေနဲ့တို့ဘယ်ခက်ကြည့်လိုက်ပါကျွန်တော်ခုလက်ရှိခင်ဗျဟိုဘာညာ podcast ကျွန်တော် podcast ရောနားတော့ support လူကျွန်တော် podcast နားအောင်လေဟိုလူတွေကိုဒါကျွန်တော်တော့ကတာအဓိကဟိုတာမန် podcast ဆိုရယ်တက်မှာဟိုတက်မှာတတိယဒီဒါကျွန်တော်တို့အဓိအထူးသဖြင့်ပေါ့နော်ဒါတိတ်ညီကောင်လက်ကောင်ရဲ့ဟို podcast တွေနားအောင်ကိုရီးယားတိတ်အထင်မကြီးဘူးထားပါထားပါဒါဒါအနာသာအကက်နားနားသာအကက်အဲ့တော့ထားပါအခုလက်ရှိမှာကျွန်တော် တော်အနေနဲ့ပြောရမယ်ဆိုရင်ဒီအဲ့လိုမျိုးကျွန်တော်တထေးတွေဆိုရင်တို့ငွေတို့ကခိုင်းစားတာများတယ်တို့ငွေတို့ကဘန်ထဲမှာအောင်မအောင်ခိုင်းတို့တို့နေအဲ့တောင်ကြည့်လိုက်ဆောက်ရင်းချမ်းသာတဲ့တထေးတွေဆိုကြည့်လိုက်တို့တို့မှာ cash ခိုင်းတာနေတယ်တို့တို့မှာ in hand cash ကအရင်နေတယ်မှာပါတယ်အဲ့ဒီ cash ကိုတို့ကအမြင်နဲ့တာကျွန်တော်ဥပမာ share ထည့်ထည့်မထည့်ဆိုတို့တို့တခုတို့ကိုတို့ကုမ္ပဏီတခုဖွင့်အဲ့လိုခိုင်းအဲ့တော့ဒီလိုပဲတာကျွန်တော် American တထေးတယောက်ဖြစ်တဲ့ John Textor ကလည်းထုံးဝင်နိုင်ဒါ तू ကအားကစားအောင်ရမ်းဝါသားပါ तू ကျွန်တော်သိလို့တော့ဘောလုံးတအားဝါသားပါအဲ့တော့ तू Crystal Palace ကို300ရာခိုင်နှုန်းလမ်းသူက share ပါတယ်ပြီးလဲပြီးတော့ဒါကျွန်တော်တို့ ပြင်သစ်လီဂူဝမ်ရဲ့ကလပ်တစ်ခုဖြစ်တဲ့ Lion မှာလေးသွားရှယ်ရပါတယ်။ပြဿနာအဲ့ဒီမှာစားရုပ်ရည်ကြည့်မယ်ဆိုရင်တော့ဒါကျွန်တော် Crystal Palace က Europa League ဖဏိကဝင်နိုင်ခြင်းမှမရှိတာဟုတ်တယ်မလား။ဒါပေမဲ့ FA Villa ကိုရပြီးတော့ဟိုကောင်ဝင်သွားတယ် Lion ကလည်းကျွန်တော်နောက်ကျမိနစ်နောက်ကျ second နဲ့အတူ Europa League ဝင်သွား။အဲ့တော့ပြဿနာကာဂျီဘောလုံးကလပ်ကိုခါဝေးဘောလုံးကလပ်မှာ John Textor ဆိုတဲ့ဘယ်ကြီးပါနေ။ပြဿနာကအဲ့ဒီမှာပဲဘောက်တော့ခုနက John Textor ကနှစ်သင်းလုံးကိုပိုင်နေတဲ့ဥစ္စာမဟုတ်ဘူးဗျာသိလားနှစ်သင်းလုံးကိုပိုင်နေတာမဟုတ်ဘူး အဲ့တော့ဒီနေရာမှာကစားလို့တော့ရတယ်တချို့ကြတော့ဘယ်လိုကစားပါဦးမှာတစ်ချိန်ကတည်းကကျွန်တော် United အသင်းမမဲ့ရတာကျွန်တော်တို့ OGC Nice နဲ့ဒါကျွန်တော်တို့ Ineos အုပ်စုဘယ်လိုကစားသွားလဲဒီနေရာမှာကစားလို့ရဆိုရှင် Ineos က Manchester United ကိုကင်တွယ်တဲ့အချိန်မှာ Ineos မဟုတ်တဲ့ကုမ္ပဏီက OGC Nice ကိုကင်တွယ်နေပါတယ်ဆိုတဲ့ပုံစံမျိုးတို့ကကစားသွားတယ်အဲ့လိုပုံစံမျိုးပေါ့နော်ပြောချင်တာခုနကပြောဆို ိုယ်တိုင်းသာပိုင်မယ်ဆိုရင်ကိုကနှစ်ခုခွဲချပြီးတော့ဒါမတူတဲ့လူတစ်ယောက်ပိုင်ပါလေဆိုတော့ for sure ကိုကကို name plate လေးရတယ်ပြောချင်တာကဟိုလူဖိုးပေါ့နော်အကွက်ဂျားဂျားဘောက်ကိုတစ်ခုလိုက်ရှိုက်ရှာလေဒါပေမဲ့ပြဿနာကခုနက John Texas ဆိုတဲ့ဘဲကဘလုံးသိနေရဲ့ share အများစုကိုပိုင်တဲ့ဘဲမဟုတ်ဘဲနဲ့အနည်းစုကိုပိုင်တဲ့ဘဲတစ်ခုဖြစ်နေတာတော့မဟုတ်လားအများစုကိုပိုင်တဲ့လူတယောက်မှခင်ဗျားဗျာခင်ဗျား Ineos အနေနဲ့ United ကို OG Sinis ကိုပိုင်တယ်အဲ့တော့ခင်ဗျားဘာလို့လဲအော် okay အဲ့ဆိုရင်တော့ငါ OG Sinis မှာ OG Sinis ကိုငါကကုမ္ပဏီတစ်ခုခွဲထောင်ပြီးတော့ OG နီး OG စင်းကြီးကိုဒါကိုအဲ့ကုမ္ပဏီအောက်တယ်ပြတ်ထက်ပလိုက်မယ်ငါဒီ OG ဟာ United ကိုငါကဟိုကအဲ့တော့ Crystal Palace ကြာအဲ့လိုတော်လို့မြောက် Crystal Palace တို့လက်ရှိဖြစ်နေတဲ့ပြဿနာအခုလက်ရှိသူတို့ရဲ့ minority ရောဘောနော်ဒါကျွန်တော်တို့ share အနည်းစုပိုင်တဲ့ဘဲက Crystal Palace ကို line on ပါ line on မလိုက်အတိုင်းပဲ line on မလိုက်ဒါအဓိက main ပိုင်နဲ့ပိုင် share တတ်တတ်ရှိတယ်ဒါပေမဲ့ Texas ဆိုတဲ့ဘဲကပျော်လို့စပွန်ဆာကကျွန်တော် share တော့ဝယ်ထားတာ အဲ့တော့ပြဿနာကခုနကပြောဆိုကျွန်တော်ဒါကုမ္ပဏီခွဲချလို့လည်းပြပါဘာလို့ဒီဒီဘဲကဒါကျွန်တော် majority share ပိုင်တာလည်းမဟုတ်ဘူးအဲ့တော့တော်တော်ကြီးကိုအနောက်စားစရာဖြစ်တယ်အဲ့တော့ဒီညမှာဘယ်ကောင်ကဝင်ညှောင်လဲဆိုတော့သူများတင်ကြောင်ပြောတော့ Northern Force ကဝင်ညှောင်တယ်အာကျွန်တော်တို့ကစိတ်ရမ်းဘူးပါတယ်ဒါမျိုးတွေဖြစ်နောက်တစ်ခါကျရင်ဘယ်လိုလုပ်မလဲအဲသူတို့ကဘာလို့လို့ပြောလဲဆိုတော့မမဲရ Champion League သူတို့အဲ့လက်ရှိကျွန်တော်တို့ဒါအဲ့ပြင်တော်ဂရိဘဲပေါ့နော်ဂရိယဘဲကတော့ဘာလဲဆိုတော့ तू က Champion League တော့ဝင်မယ်တော့ကြောင်သူ့အနေနဲ့မမဲရ Northern Forest ကိုသူကကုမ္ပဏီခွဲပြီးတော့အဲ့ကုမ္ပဏီခွဲအောင်မအောင်သူထဲဖို့တဲ့ ready ဖြစ်နေပြီနော် ready ဖြစ်နေပြီ Northern Forest ကဘာဖြစ်လို့ခုနမမဲရတာကျွန်တော် Olympia Cost ကသူ့ရဲ့နောက်သတင်းပြတော့ Olympia Cost ကဒါကျွန်တော်တို့ Champion League ဝင်တဲ့ကြောင့် Champion နဲ့သင်းဝင်စောပဒနာတက်မှာဆိုတော့ तू ကအာအဲ့ဆို Northern Forest ကို तू မပါတော့ဘူး Northern Forest ကိုကုမ္ပဏီတစ်ခုအနေနဲ့ပြန်ထည့်ပြီးတော့ तू က Olympia Cost ပြန်ဝင်မယ်ဆို तू အကြီးကျယ်လုပ်နေကန်ဆိုးကျင်တော့ Nuno Espirito Santos ဒီဘက်ကိုတကွက်ပြပြီးတော့ဟိုဘက် Champion League ဝင်မယ် Conference League ဝင်တော့ ဝင်တော့အဲ့မှာအခုချိန်မှာသူပေါက်ကွဲရောနာဘာပြန်ကြပြန်ပေါ့အဲ့တော့အခုနောက်အဓိကတော့ညော်တာပေါ့ဗျာဘာလို့ညော်လဲဆိုအကြောင်းရှိတယ်ဟာယူရိုပါလိကို Crystal Palace ကမရတဲ့ဘူးဘာဖြစ်တယ်ညာဖြစ်တယ်ဘလောက်ကြီးရလဲဆိုတော့ဘလောက်တိဘောလုံးမှာလေခင်ဗျာစောက်ချင်းရုပ်ကြလဲဆိုတာစီးပွားရေးမှာစောက်ချင်းဘလောက်ယူတာအဲ့ဒါပဲအမှန်တမ်းပေါ့ Northern Fuerza Bay က Premier League Club ကိုကာကွယ်ပြီးတော့ပါ Lion ကဒီအောင်မပါသင့်ဘာညာပြောလို့ရရင်တော့မပြောဘူးတော့ဘာပြောလဲဆိုတော့ Crystal Palace က Europa League မှာမပါသင့်ဘူးဆိုတဲ့စကားလုံးနဲ့အဲ့တော့ Crystal Palace ကကောင်းတယ်ပေါက်တာပေါ့အဓိကခင်ဗျပြောသူပဲ Crystal Palace ကိုကာပြီးတော့ခင်ဗျ Lion ကဒါ Europa League ကနှုတ်ထွက်တင်တယ်ဆိုတော့ဒီပဲရေးပေးလို့ရတယ်မဟုတ်ဘူး Crystal Palace ကနှုတ်ထွက်ရမယ် Lion ကဆက်နေရမယ်ခင်ဗျစဉ်းစားကြည့်ရ Crystal Palace ဘာကုနာဘကုနာလေကတော့နှုတ်ကြီးရတယ်နော် Crystal Palace ကကျွန်တော်တို့ London Club Northern Voice က Midland ကော် ဘာမှလည်းမဆိုင် driver လည်းမရှိဘူးဘာမှလည်းမဆိုင်အောင်မြင်မှုကျင်းတယ်ဆိုလည်း Nottingham Forest Champions League ပါရရတာထားဘာမှမဘာမှလည်းပြိုင်ဆိုင်မှုမရှိဘူး Plain Crystal Palace ကိုသွားချက်တယ် Palace ကကောင်းနေပေါက်တာပေါက်တာပေါက်တာအခုလည်း Bloody ဖြစ်နေလဲဆိုတော့အခုလက်ရှိမှာ Nottingham Forest ကဘဲကိုပြန်မတွင်းချိန်မယ်ဆိုတာကြီးရောပေါ့အဲ့တော့လာမယ့်ရာသီ Palace နဲ့ Forest နဲ့ဘွေကများအများကြီးကြည့်လို့ကောင်းမှာသိလားအဲ့တော့အခုချိန်ထိတော့ဒါကျွန်တော်သိတဲ့လောက်ကပေါ့နော်ဒါ Europa League နဲ့ပတ်သက် Europa League နေရာနဲ့ပတ်သက်ပြီးတော့ တို့အဖြေတခုမပေးအဲ့တော့ခုနကကြောက်ဆက်ပြောအဲ့တော့ဘာလို့ Northern Voice ရဲ့ဘေးကအဲ့လိုမျိုးစိတ်ပူတယ်သွားပြောလဲဆိုတော့တို့ကအကယ်၍ Crystal Palace ကသာ Europa League ကနှုတ်ထွက်သွားမယ်ဆိုရင်တို့အစ်စ်ခုနှစ်ကကောင်က Europa League ဝင်သွားမှာတော့ကြတော့ပါလား Northern Voice က Conference League ကနေရောဖတ်ဆိုပြီးတော့အကယ် Northern ဟိုကြီးက Crystal Palace က Europa League မဝင်ဘူးဆိုရင်တို့ကဖတ်ဆိုပြီး Europa League ရောက်ပြီးတော့ Brighton က Conference League ရောက်သွားအဲ့တော့ဒီနေရာမှာ ဘလောက်ဒီအကျင့်မကောင်းတော့မယ် Northern Forest ကဘယ်ဟာ Brighton ဘယ်ဟိုစာရေးတယ်တဲ့ဒီကိစ္စဒီလိုအတူတူလုပ်ရှာငါသားဆိုခွစ်စေပဲတော့ပဲချိန်ပါလားယိုအာဘယ်ကတည်းကစီးပွားရေးတဲ့ဘောလုံးပါကြာမြတ်တာလေဆိုမရှိဘူးချိန်ပါအဲ့တော့လက်ရှိမှာ John Dexter နဲ့အဲ့ဘယ်ကဘယ်လိုလုပ်မလဲကျွန်တော်စိတ်ဝင်စားတော့ပိုဆိုးတာ minority owner ပါအဲ့တော့ Crystal Palace ကအခုလက်ရှိမှာတရားဝင်ထောက်ပြတာ Dexter ကဒါသူနာပျော်လို့ share လာဝင်ထားတာပျော်လို့ဆော်တာဟိုနာ စိတ်ပါလို့ဆိုတာမဆိုတာပြောတယ်။အဲ့တော့ခုနကပြောလို့ပျော်လို့ share လာဝင်ထားပြီးပြီလက်ရှိမှာ Crystal Palace ရဲ့လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး Taxa လောင်းဝလုံးဝပါဝင်ခြင်းမရှိဘူး။ Taxa ဒီလက်ရှိမှာဒါ Crystal Palace နဲ့ဒါကျွန်တော်တို့ပတ်စံလိုချင်လို့ဒါသူနက share ရဲ့ဒါကျွန်တော်တို့ revenue တခုလိုချင်လို့ဒါသူအနေနဲ့ share ဝယ်ထားတာဖြစ်ပြီးတော့ Crystal Palace ရဲ့နေ့စဉ်လှုပ်ဆောင်တဲ့အပြုမူတော့ဘာမှမပါဝင်ကြောင်းကို Crystal Palace က UEFA ကိုတင်ပြထားတယ်။ဒါပေမဲ့ UEFA ကဒီကိစ္စနဲ့ပတ်သက်ပြီး reject ဖြစ်ဖို့များတယ်။အဲ့တော့လက်ရှိမှာ Crystal Palace ရဲ့ဒီပြဿနာကို solve လုပ်ချင်တော့တခုပဲရှိတယ်။ John Taxa ကိုသူ့ရဲ့30%ကိုသူ share ကိုပြန်ပြီးတော့ လက်ရှိပိုင်ရှင်တွေကဝယ်ဝင်ဒါပေမဲ့ယုတ်တရက်ကြည့်ရင်ဟာ30ရာခိုင်နှုန်းဘယ်လောက်မှရှိတာမဟုတ်ဆိုတော့ပတ်စံမျိုးတွေးမိမယ်တကယ်တမ်းပတ်စံအမောင်းလေဆိုအေးမတန်မှများတဲ့အမောင်းဖြစ်တယ်အဲ့တော့ဘာဒီဘလို့ဖြစ်မလဲတော့ကျွန်တော်တို့နည်းမသိဘူးလက်ရှိမှာတော်တော်လေးကိုဒါကျွန်တော်တို့တိတလောက်ကတော့ချွတ်ချွတ်ခတ်နေတယ်ပေါ့နော်အဲ့တော့ဒါလုံးခမားတို့ဒါပတ်စံကျွန်တော်ဗီဒီယိုကြည့်ရတယ်မှာခမားတို့ဒါဘီလီယံတိုင်းဘီလီယံတိုင်းပါပြီးဆောင်းရီပတ်စံရှိတယ်ဆိုရင်သူများအသိကိုဒုက္ခမပေးပါနဲ့ ဝယ်ခြင်းအသစ်တစ်ခုလုံးဝယ်ရှယ်ယာတွေရှောက်မုံဝင်တဲ့အထူးသဖြင့်ဥရောပလိုပါတော့တူတူကလပ်တွေရှောက်မုံဝင်တဲ့လှုပ်ချင် sorry လို့အသင်းလုံးတစ်ခုဟောက်ကိုအသင်းတစ်ခုလောက်ကိုကိုယ့်ဟောက်ကိုရှယ်ယာတက်ပြီးတောင်းတာဟော PIF ကိုတော့ iDrop တော့ buy တယ်တည်တယ်ခင်ဗျာခုလက်ရှိကျွန်တော်တို့ sorry club မှာဘယ်နှခုရှိလဲ sorry အားလုံးပေါင်း55 55 60လားမသိရှိရဲအဲ့ဒီကဆယ်ယောက်လောက်ကသူပိုင်ပိုင်းဆိုခုနကအကုန်ပိုင်တာ၃သိန်းလားသိန်းမသိပိုင်တယ်ကျွန်တော်စားတဲ့အကုန် share ပါတယ်ဟုတ်ပါအဲ့လိုသားဆိုပြီးမှာမို့အခုဆိုကြည့်လေခဏကြည့်အော် ပါလေအန်ဂိုလိုကန်တဲ့ LED ဟက်ကနေ LED လေးကိုပြောင်းမယ်တဲ့ပြီးအပြောင်းရွှေ့ဈေးကဘလူဘေးမှာအဲ့တွေ့တယ်တွေ့တယ်ဆက်ရောက်တာပဲလေဒါပါဒါပါဒါအဲ့တော့လက်ပါဘလုံးဘဲတွေကိုကြည့်ရှုနေတယ်ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ TV4 ကြီးတို့မှာဂျေးလို့ဆိုတော့ပေါ့ကိုညီလို့ရပါတယ်မြန်မာပြည်ကလစ်ဖို့မမေ့ကြပါနဲ့ဟုတ်မြန်မာကလစ်မှာမမြန်နိုင်ဖြစ်ပါတယ်အားလုံးမကြိုတူပါနဲ့ကောင်းမွန်သောဒီနေ့ဖြစ်ပါစွန့်မောင်းတောင်းပြီးနေပဲကျွန်တော်တို့ပေါ့ကွန်ပြပါအောင်အားလုံးမကြိုတူပါနဲ့တေးပါဗျာ